ကျင်တာပုံလုံးကျင်တာမရမရရအောင်လုပ်တယ်ဒီဘူကန်ကိုဆိုရဲကောင်မလေးပေါ့နော်အဖေနဲ့မိနေကအရန်ချစ်တယ်။သူကလည်းအဖေနဲ့မိနေကိုအရန်ချစ်တယ်။နောက်အလိုလိုက်ခံထားရတဲ့ကလေးတယောက်ပေါ့။သမီး။သမီးကအစိုးပညာဝါဒနာပါလား။ဒါမှမဟုတ်ဆိုတော့ဖြစ်ချင်တာ။နှစ်ခုလုံးပဲတည်တည်။ကိုရွှေထူးကလည်းသမီးဆိုခေါ်တဲ့အချိန်မှာနည်းနည်းနည်းလေးတော့တမျိုးလေးဖြစ်တယ်ပေါ့နော်။ အဓိကလေနေရွက်ကားနေလို့ထင်တယ်အဲ့ဒါအဖေလည်းနေရွက်မကားဘူးမိလည်းနေရွက်မကားဘူးတမီးကနေရွက်အရန်ကားနေရဆိုပြီးတော့တွေ့ဘူးနည်းတော့ချူတယ်ဘန်ရောလည်းဆိုရတာခဏတော့ဖြတ်ဖို့မလွယ်ဘူးပေါ့အခုရှင်ကခြေတလန်းကြုံလုံးနေမှာဟုတ်ဘူးခြေနှစ်လန်းစလုံးကြုံပြီးသွားတယ်ကြတယ်ဗတ်မင်းရေဟုတ်လားဟုတ်လားဆိုရင်လက်ကတော့ပါလာနိုင်လေလားအဲ့ဒါအဲ့တော့စောင့်ကြည့်တော့ view ခန့်ကိုဆိုရဲကောင်မလေးပေါ့နော်အဖေနဲ့မိနေကအရန်ချစ်တယ်သူကလည်းအဖေနဲ့မိနေကိုအရန်ချစ်တယ်နောက်အလိုလိုက်ခံထားရတဲ့ကလေးတယောက်ပေါ့အဲသူ့ဘဝမှာမိဘပဲအရေးကြီးတယ်ပေါ့နောက်ဂီတကိုဝါသနာပါတယ်အဲအမေကစီကန်းနေနေကြီးတယ်ပေါ့အဲ့လိုကောင်မလေးနေရာနေပြီးတော့ပါဝင်ပြီးတော့တေးဆောင်ထားပါတယ်ဆက်ဆက်ချင်းကန်လန်းတော့ကပေါ့ဒီမလေး character လေးကိုအရန်သဘောကျပါတယ်။နောက်ပြီးတော့ဒီအပြင် character နဲ့လည်းနည်းနည်းလေး깟တယ်ပေါ့နော်။ဆိုတော့အဲ့နဲ့လက်ခံဖြစ်ခဲ့ရပါရှင့်။ ို့ရဲ့တမီးကိုမြောက်ပေးစမ်းပါနဲ့အခုတမီးရွေးချယ်လန်းအကျွရဲ့ရည်ရွယ်ချက်နဲ့တရားတလန်းတတလန်းဖြစ်နေတယ်ဟုတ်ကဲ့တီးပြီးသွားပါပြီအဲ့ဆိုမရိုက်ခင်တည်းကတော့ဘယ်လိုမျိုးစိတ်ကိုပြင်ဆင်ထားဘယ်လိုရိုက်ခင်မရိုက်ခင်တည်းကအရန်စိတ်လှုပ်ရှားခဲ့တာပေါ့နောက်ပြီးတော့ဒါအကယ်ဒမီတွေကြီးပဲလीเนาะနောက်ပြီးတော့ မအီးမြတ်သူဆိုလို့ရှိရင်လည်းကို့အမေနေရာကို့ရွှေချိုးဆိုလည်းအဖေနောက်ပြီးတော့မတ်တဲလဲပါလာဆိုတော့ဒီကောက်ကိုအရန်မရက်ခင်နေရအရန်စိတ်လှုပ်ရှားခဲ့ရတာပါရှင့်အဲအများကြီးတော့မကွာလောက်ချင်တယ်မဖြူကတော့အခုကတော့27ပေါ့အိုက်ကရိုက်တဲ့အချိန်တော့မဖြူက16နှစ်ပါဆက်ဆက်ခြင်းတော့ကတော့ပထမဆုံးကက်ရိုက်တဲ့အချိန်မှာကိုကလည်းဒက်ဒီလို့ခေါ်ရတာဟိုနည်းနည်းအပြင်မှာကျတော့အိမ်မှာအဖေခေါ်တာဆိုတော့လေနည်းနည်းမရင်နေဘူးဖြစ်နေရ အဲကိုရွှေထူးကလည်းတမီဆိုခေါ်တဲ့အချိန်မှာနည်း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 လေးတော့တမျိုးလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့နောက်ကတည်းကနေစပြီးတော့အဆင်ပြေသွားပါတယ်အာအမတ်တရားတွေကတော့အများကြီးပါအများကြီးနောက်ကိုကကျတော့အမေနဲ့အဖေနဲ့စုံငါတဲ့စင်းနေများတဲ့ခါကျတော့ဒီမမျက်လေးနဲ့ကိုရွှေထူးနဲ့စင်းနေရပို့များတာပေါ့နော် မြားတော့မမျက်လေးနဲ့အမေနဲ့ဆောင်ရတဲ့စင်းနေဆိုလည်းများတယ်။သူမျိုးအဝိစားလေးရအစဘလိုလေးရှိတယ်ဆိုတာကိုမမျက်လေးရအစအဆုံးသင်ပေးပါတယ်။သူမျိုးအဲ့နောက်လုံမလိုက်ပါနဲ့ကိုယ်ရဲ့တော်ကြနေကလေးကဟိုရောင်ဒီရောင်ဖြစ်သွားပါဦးမယ်။အခုချိန်မှာလှုပ်ချင်တာထက်လှုပ်တင်တာဥစားပေးရမှာ။ရိုက်ပေးရဲ့အချိန်မှာတချို့အဲတန်ပိုစင်းလေးတွေမှာတော့စိတ်တိုင်းတော်တော်လေးတော့ကြာခဲ့ပါတယ်။နောက်ပြီးတော့ခုခုကိုပြန်ကြည့်တဲ့အခါမှာတော့ဒါလိုအပ်ချက်လေးတွေကတော့အများကြီးရှိသေးရပါတော့။အဲနောက်ပိုင်းခန်းနေမှာက နည်းနည်း spoil လိုက်အောင်နောက်ပိုင်းခန်းနေမှာကျတော့ဒီ emotional ဖြစ်တဲ့အပိုင်းလေးတွေပါတယ်ဒီကောင်မလေးရဲ့ character ကိုကအစတည်းကအဖေနဲ့အမေကိုအရန်ချစ်တယ်ချစ်တဲ့ပြင်မှာစိတ်ထားတော်တော်လေးနူးညံ့တဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းဆက်ဖြစ်လာမဲ့ကိစ္စရက်တည်းကသူ့အတွက်ဒီစိတ်ထိခိုက်စရာလေးတွေအများကြီးဖြစ်လာတယ်ပေါ့အဲ့ချိန်မှာကိုကငိုရတဲ့အစင်းလေးတွေလည်းအများကြီးပါတယ်။နောက်အစုံစင်းဆိုလို့ရှိရင်လည်း character လေးတွေကနည်းလေးတော်တော်လေးခက်ခဲခဲ့ပါရဲ့ရှင်ဘာဘာရောင်းတော့အဲနောက်ပိုင်းမှာသူစိတ်ထန်ရရသွားတဲ့ပုံစံမျိုးလေးနည်းနည်း ပါမယ်ပေါ့နော်အစပိုင်းမှာတော့ तू ကအေးအေးဆေးဆေးလေးပဲတိုင်းတာမန်လေးပဲနေတဲ့ပုံစံမျိုးပဲအဲနောက်ပိုင်းကျလို့ရှင်လဲသူ့ခန်းလေးတွေကစိတ်ဝင်စားစရာကောင်းလာမှာပါရှင်အမတ်တနဲ့စုံတဲ့ဆင်းကနှစ်ဆင်းသုံးဆင်းလောက်ပါရဲ့ရှင်ညီမရဲ့အမြင်အရဒီကားကပေးချင်တဲ့ message ဆိုလို့ရှင်တော့မိသားစုပေါ့မိသားစုဆိုရဲခေါင်းစဉ်ဒီတန်ရောစဉ်နောက်ပြီးတော့ဒီမြစ်တာမြစ်တာပေါ့ မေတ္တာနဲ့နှွေထွေးမှုနှွေထွေးမှုဆိုတာလည်းလိုအပ်တယ်နောက်ပြီးတော့ဒီမမတင်တာမမားရအောင်နောက်ဆုံးဖြတ်ချက်တွေပုံမှာလည်းအများကြီးမူတည်တယ်ပေါ့ဒီဟာကိုကြည့်လိုက်တဲ့အခါကျလို့ရှင်တော့ပို့ပြီးတော့ဒီကားရဲ့ပေးခြင်းတဲ့ message ကိုတည်မှာပါရှင်ဒီကားလေးကစားထားတဲ့ပုံစံလေးရောနောက်ဆုံးဇက်တိမ်ထားတဲ့ပုံစံလေးရောကတခြားကားတွေနဲ့တော့မတူဘူးပေါ့နော်မေဖြူတီးတဲ့လောက်တော့ဒါနည်းနည်းထူးခြားတယ်ပေါ့ထူးခြားတယ်ပြီးတော့ အလဲပြောင်းလေးလည်းနည်းနည်းပါတယ်။နောက်အဓိကအိမ်တော်ဦးစီးတယောက်ရဲ့သူချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုပေါ့။ဒါကသူရောဒီမိသားစုအကုန်လုံးရောတစ်ဖက်မိန်းကလေးပေါ်ရောအများကြီးပြောင်းလဲသွားတာမျိုးတွေရှိတယ်ပေါ့နော်။ဒီကားမှာအဲဥခန့်ကိုအနေနဲ့ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကိုတွေ့ရမှာပါ။အော်ညီမလေးလည်းတွေးမိတယ်ရှင့်။အဓိကကလေနှစ်ရွက်ကားနေလို့ထင်တယ်။အဲ့ဒါအဖေလည်းနှစ်ရွက်မကားဘူးမိလည်းနှစ်ရွက်မကားဘူး။တမီးကနှစ်ရွက်အရန်ကားနေဆိုပြီးတော့တွေ့တယ်။တမီးကနှစ်ရွက်ကားရပေါ့။အဲ့ဒီ shooting တစ်ခုလုံးမှာလည်း မေဖြူဆွဲနာမည်ပျောက်ပြီးတော့နဂါးလို့ပဲခေါ်တာမေဖြူဆရာဆိုလို့ရှိရင်ဥမိုးဆိုလို့ရှိရင်လည်းနဂါးဆိုပြီးနာမည်ပေးထားတာပေါ့နော်ပတ်တကလည်းမတမီဟုတ်လားမဟုတ်လားဆိုရင်လည်းကိုယ်တော့ပါလာနိုင်လေလားအဲ့ဒါတော့စောင့်ကြည့်တယ်ပါအဲဟုတ်အဲနောက်ပြီးတော့ဒီမန်းကြရဲဆိုကြတဲ့အတိုင်းညီမလေးကိုဒါကောင်းစေခြင်းနဲ့အမြင်နဲ့ဒါပြော့ပြပေးကြတာပေါ့နော်ဆိုတော့ညီမလေး comment တိုင်းကိုလည်းဖတ်ပါတယ်ဖတ်ပြီးတော့ဒီ ပြင်စရာရှိတာလေးတွေလည်းပြင်ပြီးတော့ပို့ပြီးတော့စူးစမ်းစရာရှိတာလေးတွေကိုထပ်ပြီးတော့စူးစမ်းဖို့အတွက်လည်းပြင်ဆင်ထားပါတယ်။နောက်တခြားအကြံပြုထားတဲ့ comment လေးလည်းရှိရပေါ့။ဒီညမှာဒီလိုလေးလှုပ်လိုက်ရင်ပိုကောင်းမယ်ဆိုတာမျိုးလေးညီမလေးအမြဲတမ်းမှတ်ထားပါတယ်။နောက်ကားဒီမှာလည်းပို့ပြီးတော့ကောင်းအောင်လို့အဲစူးစမ်းတော့ပါမယ်လို့ comment မှတ်ပေးတဲ့သူတွေလည်းကျေးဇူးများကြီးတင်ပါတယ်မေရှူက။ဟုတ်ကဲ့ပါမြက်ကွယ်ရာဇလန်တွေ့ကြည့်ဖို့2ရက်5လ2025ကနေစပြီးတော့မဟာ application ကနေတွင်နေပါပြီရှင်။ တနင်္လာဗုဒ္ဓဟူးတောက်ကြစနေည9:00နာရီအချိန်တိုင်းမှာမဟာ application ကနေပြီးတော့စောင့်ကြည့်လို့ရပါပြီရှင်။ကဲပါဒီမျက်ကွယ်ရကိုအဲကြည့်ရတဲ့ပရိသတ်တွေအကုန်လုံးရောဒီအပိနေကြတဲ့သူတွေအကုန်လုံးရောမြေဖြူကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဇလန်းဇက်ကွက်လေးရဲ့အလှည့်ပြောင်းလေးလည်းရှိတယ်။ဇသိန်းလေးကလည်းမထင်ထားတဲ့ဇသိန်းလေးမှုလို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးလို့လည်းမြေဖြူကမိသားရခံပါရှင်။